ဗာအခုကျမဒီတရုတ်စကဝါပန်းပေါ့နော်ဒါလေးကိုသင်ပေးပါမယ်။သူကအဝရောင်၊နီရောင်၊ပန်းရောင်စိတ်ကြိုက်ထိုးလို့ရပါတယ်နော်။ကဲဆက်လိုက်ရအောင်။အခုပေါ့နော်ကျမတို့ဒီအိတ်လေးအတွက်စကဝါဘန်းလေးထိုးမယ်ပေါ့နော်စကဝါဘန်းလေးထိုးဖို့ဆိုရင်ကျမတို့ဒီလိုမျိုးပွင့်ဖက်လေးဒါတော့ပွင့်ဖက်ပေါ့နော်ပွင့်ဖက်လေးက၅ခုလောက်ရပါမယ်ဒါ၄ခုလောက်ပြီးသားပေါ့နော်ပုံစံလေးကတော့ဒီလိုမျိုးပုံစံလေးပါဒါလေးကိုကျမထိုးပြပေးမယ်ပေါ့နော် ဒါတော့ကျမ၄ခုထိလုပ်ပြီးသွားရေပေါ့နော်ဒီလိုမျိုး၅ခုလောက်ရပါမယ်ကဲဒါဖြူလေးဖြူရတယ်စင်စွေရတယ်ပေါ့နော်ကိုကြိုက်တဲ့ဒီဖြူဒါကျမသူကကြတော့၄စကဝါဖူးဆိုတော့တေယုစကဝါပန်းလေးပေါ့နော်အဲ့တော့သူကပွင့်ဖက်ဖြူလေးမှမှာအနီအောင်ရှိတယ်ပန်းအောင်ရှိတယ်အဝါလေးတွေရှိတယ်ပေါ့နော်အဲ့ဒါလေးကိုပြန်ချဲတဲ့ပုံစံလေးပါသူအတွက်ကျမတို့2.5 mm L သုံးမယ်အဲ့လေးသုံးပြီးဆိုရင်ဒီပေါက်ထဲအကူထဲချီကိုယူချင်းကလေးရာ ကျမတို့7ခုလောက်ပါမယ်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30ကို37နော်37ပြီးသွားရင်ဆိုရင်ကျမတို့သူ့ရဲ့ကဲကဲရဲ့ဒုတိယပေါက်ကနေအကိုထဲချီကိုယူပြီးကျမတို့တိုင်တူလေးတွေတစ်ခုတစ်ပေါက်လုံးထိုးပါမယ်ရှင်2 3 4 5 6 ခွန်ရှေကိုကုထီရောက်သွားမယ်ပေါ့နော်ကိုကုထီရောက်ပြီဆိုရင်ကျွန်တော်တို့၁၀ခုမြောက်မှာကြတော့တိုင်တူ၃ခုထိုးပါမယ်၁နဲ့၃နော်ထိုးပြီးသွားရင်ဆိုရင်ကျမတို့တစ်ဖက်ကိုလဲလိုက်မယ်လဲပြီးသွားရင်ကဘာလုပ်ရမလဲဆိုတော့ကျမတို့တရေးရေးရေးပြီးသွားရင်ဒီမှာတီးတင်တိုင်ရှေ၃ခုထိုးပါမယ်1နော်ဒီဘက်အချမ်းနော်ဒီပေါက်လေးတွေကိုထည့်နေတာပါ2 3 4 ြီးဒီမှာနင်းဒီမှာတော့တီးတင်တိုင်ရှိ3ခုပြီးတော့ရင်နင်းရီးတင်တိုင်ရှိ5ခုထုံမှမလို့နင်းရီးရဲ့ဒီမှာတခါနင်းရီးရဲ့နှခါနော်နင်းရီးတင်တိုင်ရှိနှခါနေတင်တိုင်ရှိ3ခါကပြီးတော့အရင်ကျွန်တော်တို့ဒီမှာနေရည် နရီတင်တိုင်းရှိလေးကနရီရေနရီတင်တိုင်းရှိလေး၅ကဖြစ်သွားပြီနရီတင်တိုင်းရှိ၅ကဖြစ်သွားပြီဆိုရင်ဒီရှိမှာကျမတို့ချင်းလေးတစ်ခုစာပဲကျန်တယ်အဲ့နားမှာတိုင်တူလေးတစ်ခု draw ထိုးလိုက်ပါမယ်နော်အချင်းလေးမှာတိုင်တူထိုးပြီးသွားရင်ကျမတို့နောက်ထပ်ဒီရှိကိုတစ်ခုတက်တက်ပြီးသွားရင်ကျမတို့ဒီမှာ shape ကိုလေးထပ်ထိုးပါဟောနော် ရှက်ကော်လေးထိုးပြီးသွားရင်စင်ကျမတို့ chain လေးတစ်ခုထပ်လုံးလုပ်ပြီးသွားရင်တရေရေပြီးနောက်ထပ်တရေထပ်ရေနဲ့အော်ရှက်ကော်လေးတစ်ခုလုံး chain လေးတစ်ခုလုပ်ပြီးသွားရင်ဒီဘက်မှာပေါ့နော်ကျမတို့ဒီပထမဆုံးအပေါက်မှာတိုင်တူလေးအရင်ထိုးမယ်နော်တိုင်တူလေးထိုးဖို့မင်းနဲ့နော်ဒီတိုင် chain ရှက်ကော်လေးလုပ်ပြီးတိုင်တူထိုးမယ်ပြီးသွားရင်ဆိုတော့မှာပဲနရေရေရေပြီးသွားရင်ကျမတို့နရေတင်တိုင်ရှိလေး၅ခုပြန်ထိုးပါမယ်တခါနခါ သုံးကလေးကငါကနော်ငါကဖြစ်သွားပြီဆိုရင်ကျမတို့နောက်ထပ်တိုင်တူတိအဲတိုင်တူမို့တည်တင်တိုင်ရှိတခါတည်တင်တိုင်ရှိတခါပြီးတော့ရင်နော်တည်တင်တိုင်ရှိနှစ်ခါပြီးတော့ပြီးနောက်ထပ်တည်တင်တိုင်ရှိလေးသုံးခါထိထိုးလိုက်ပါနော် ထိုးပြီးတော့ပြီဆိုရင်ကျွန်တော်တို့ဒီတက်တက်ကိုတစ်ချက်ကြည့်မယ်ဒီမှာကကျွန်တော်တို့တိုင်တူလေးထိုးရမယ်ပေါ့နော်တိုင်တူလေးပြန်ထိုးမှဖြစ်တဲ့ကြောင့်မလို့ဒီမှာတိုင်တူလေးထိုးမယ်ပြီးတော့ရင်ဒီထိတ်လေးကိုကြတော့ကျွန်တော်တို့အက်ကိုထဲချီကို U shape ကော်လေးထိုးလိုက်ပါဒါအလုံးပြီးတော့ပြီဆိုရင်ကျွန်တော်တို့ကျိုးကိုဖြတ်မယ်ပေါ့နော်ကျိုးကနည်းနည်းလေးနည်းနည်းလေးပူချမ်းပြီးဖြတ်မယ်ပေါ့နော်ဒီတော့အဲဒီလည်းညနာလာမှအရင်လာမှဖြတ်ပြီးဒီကျိုးလေးကိုဒီထဲကိုသွင်းလိုက်နော်ဒါဆိုရင်ကျွန်တော်တို့ရဲ့စကားဝါပွင့်ဖက်လေးရသွားပြီ အခုပွင့်ဖက်ငါဖက်ရသွားရင်ကျမတို့ကာလာချင်မယ်ပေါ့နော်ကာလာကတော့ရောင်စုံနေနဲ့ချေလဲရတယ်ဒါမှမဟုတ်ရောင်စုံနဲ့မချေချင်ဘူးဆိုလဲကျမတို့ဒီလိုမျိုးမျက်နှာမှာချေတယ်ပေါ့နော်ဒီရလေးနဲ့ချေလို့ရတာကတော့ပန်းရောင်ပေါ့အမှဆိုရင်သူကအရင်ဆုံးအနုလေးရနေစာချေမယ်နော်နူလီယန်နေစာချင်မယ်ကိုကဒီမှာဆိုရင်အလှချမ်းမလှချမ်းပေါ့နော်မလှချမ်းဒီမှာကျိုးလေးထွက်နေမယ်အလှချမ်းကျတော့အလယ်မှာငါးယိုးလေးလို့ဖြစ်နေတာပေါ့နော်ဒီလိုမျိုးဒီမှာနူလီကိုအရင်ချင်း သူကနုရာနေရင်သွားတဲ့ပုံစံမျိုးလေးပေါ့နော်အကြောင်းမလို့အနုအရင်ချဲတာပါဝါဝါရောင်လေးချက်မယ်ဆိုလဲဝါ3 color လောက်ရှိရင်ပိုကောင်းတယ်နော်။ပန်းရောင်ဆိုလဲပန်းရောင်3 color ပေါ့နော်။ ဉာဏ်တော့မတိတာဒီတော့ဒီနောက်လောက်ထိပဲဗောနော်ဒီအပေါ်ကအဖြူခြံထားရမယ်တဝက်လောက်ထိပဲပြီးတော့ရင်ဒုတိယအယောင်လေးခြံမယ်ဒုတိယအယောင်ကျတော့ဒီအလေလေးမှာပဲခြံမယ်ဗောနော်ဒီအလေဆိုပေမဲ့လည်းနည်းနည်းလေးတော့ထွက်တယ်ဟိုဘက်ဒေါင်းနေထိတော့မရောက်တော့နော်မမတိမတာလေးအပေါ်လေးကိုတတ်ထားဗောနော်ဒီတော့နောက်ဆုံးတတိယအယောင်ကျတော့လုံးဝဒီအလယ်မှာပဲခြေတော့မယ်သူကလည်းနည်းနည်းလေးပေါ်ထွက်လိုက်ပါတော့ ်ဒါဆိုရင်ကျွန်တော်တို့ပန်းပွင့်လေးကတော်တော်လေးကိုပန်းရောင်လေးဖြစ်သွားပြီပေါ့နော်ဒီမှာကြည့်လိုက်ပန်းရောင်လေးဖြစ်သွားပြီဒီထက်ပန်းရောင်ဖြစ်ရှင်နည်းနည်းပို့ပြီးဖြည့်ချင်လိုက်ပေါ့နော်ကာလာလေးတွေပို့တာပေးလိုက်ပေါ့လူမျိုးလေးတော့ငါးပွင့်လုံးချဲရပါမယ်။ကဲငါးပွင့်လုံးချဲပြီးပါနော်။ချဲပြီးပြီးတော့ရင်ကျမတို့ပန်းပွင့်ထုတ်တာလေးပြပေးပါမယ်။ ဒါပေါ်လေးတွေပါနေနဲ့တိုးလို့ရတာနော်ဒီပန်းနူးလေးကအဝါဆိုလည်းအလိုမျိုးလေးပဲနော်အဝါလေးကိုချဲပါဝါသုံးမဲ့သူတွေလည်းနေသုံးမဲ့သူကလည်းအနီလေးကိုချဲပါနော်ဒီလိုမျိုးပုံစံလေးရပါမယ်ကြက်စချဲလိုက်ရအောင်ခုပေါ်တော့ကျမဒီမှာပွင့်ဖက်လေးတွေကိုကလာချဲတာအကုန်ပြီးသွားပြီပေါ့နော်ဒီလိုမျိုးလေးရတယ်တရွတ်ဆိုရင်ဒီလိုမျိုးလေးပေါ့နော် ဲ့ဒါလေးတွေကကိုပေါင်းပြီးချုပ်တော့မယ်ပေါ့နော်အရင်ဆုံးကျမတို့ခြီနဲ့အဲ့နဲ့လုံမယ်သူကချုပ်တဲ့အချိန်မှာရိုးရိုးခြီနဲ့အဲ့နဲ့ပဲချုပ်မယ်ပေါ့နော်အဖြူကလည်းအဖြူလေးဖြစ်နေတဲ့ကြောင့်မလို့ကျမတို့ချုပ်အဲ့နဲ့ဒီရိုးရိုးခြီနဲ့အဲ့အဖြူရောင်လေးရှိဆိုရပြီပေါ့နော်မအရင်ဆုံးထပ်လိုက်မယ်ဘောကွကွေးလေးဖြစ်သွားမှာကွာတစ်ခုနဲ့တစ်ခုလေးထပ်ထားမယ်ပေါ့နော်အဲ့တော့အလီယိုစင်တာမှာထားပြီးတော့ထည့်လိုက်မယ်ထည့်ကြရင်ကျမတို့ဒီအလီယိုလာထပ်မယ်ပေါ့နော် ါထပ်ပြီးတော့ဒီအက်လေးတစ်ပေါက်ကိုပဲဒီလိုမျိုးလေးပေါ့နော်ဒီအန်ချိုအက်လေးကိုပဲထည့်ထည့်သွားလိုက်မယ်ဟမ်ဒါတော့လို့စေညှိနေအောင်ပေါ့နော်ဘယ်အောင်စင်တာလဲဆိုပြီးပြန်နဲ့ခိုင်အောင်ချုပ်တော့မှာနော်ဒီတိုင်းစင်ချိုအက်လေးကိုနောက်ဆုံးလာထပ်မယ် ထားရင်ဒီအောက်လေးကိုပြန်လာဒီကျူးလေးတွေကခဏနေမှာတိမ့်တော့မယ်နော်ငါးပွင့်ရအောင်လေးထည့်ရမှာပေါ့နော်ငါးပွင့်ရအောင်လေးထည့်ရမယ်အဲ့ချိန်မှာဆိုရင်ကျမတို့တပွင့်ချင်းစီကိုပြန်ပြီးချုပ်ပါမယ် ပွင့်ချင်းစီရောပြန်ပြီးပူးချုပ်မယ်ပေါ့နော်ပူးချုပ်တဲ့အချိန်မှာဒီတောက်ဒီပဲတွေ့လားအထွက်လာတဲ့နေရာနော်ဒီတောက်နေရာဒီတပွင့်စီကိုသွားပြီးရောချုပ်ပါမယ်အမှတော့ရေရှိခိုင်ပါလေးနော်ပြီးတော့ပွင့်ဖက်လေးတွေကိုလည်းအပွင့်ပန်းပွင့်လေးတွေကိုလည်းပေါ့နော်ဒါလိုကောက်ကောက်လေးလုပ်ထားမယ် ောက်နေတယ်လောက်ထားတယ်ပေါ့နော်အဲဒါဆိုရင်တပွင့်နှစ်ပွင့်ပွင့်အပွင့်လေးနှစ်ပွင့်ပြီးသွားရေပေါ့နော်ကတ်ပြီးသွားပြီဆိုရင်နောက်တပွင့်လာမယ်လေးပေါ့နော်အဲဒီပွင့်လေးတို့ဒီနောက်ကနေပဲသွားမယ်သွားတဲ့အချိန်မှာကျွန်တော်တို့ဒီအက်ကိုပေါ့နော်ဒီလိုအောက်ကနေဖြတ်ပါတယ် ID အောက်ရောက်သွားပြီဆိုရင်ကျွန်တော်တို့စစောနောလိုမျိုးလေးမတိမတာလေးထပ်ချုပ်ပါမယ်။ င်တိမတလေးထိုက်ချုပ်တယ်ပေါ့ကွယ်ဒီမှာထပ်လာတယ်โอเคပြီးတော့ရင်နောက်တစ်ခုကဒီနာအပွင့်လေးနဲ့ထပ်လာချုပ်မယ် ပွင့်လေးပေါ့သူရဲ့ဂျူလေးတွေကိုခါရဲတင်ထားမယ်နော်ဒီလိုအောင်မှဖြစ်မှာပါနော် ီသူကတဝက်စီပဲချုပ်တယ်နော်ထက်တဲ့ချိန်မှာလည်းတဝက်စီပဲထပ်ပါတယ်ကြေပြီးတော့နောက်ဆုံးတရွတ်နောက်ဆုံးတရွတ်မလုပ်ခင်မှာကျမတို့ဒီအလယ်မှာပေါ့နော်ထားခဲ့တဲ့ဒီကျူးတွေအားလုံးကိုဒီအတွင်းထဲဆွဲသွင်းလိုက်ပါ ေကျူတွေအလုံးကိုအောက်ထဲကိုတွင်းလိုက်မယ်။ဒါလည်းအောက်ထဲကိုတွင်းတွင်းပြီးတော့အဲဆက်ကုံလုံးဆွဆုလေးဆွဲ။ဟမ်ဆွဆုလေးဆွဲပြီးတော့အဲဆက်ဒါလေးကိုဒီအောက်မှာပြန်ထား။ ဒီတိုင်းနောက်ဆုံးအပွင့်လေးကိုလာထက်ဒီလိုမျိုးလေးဖြစ်မှာပေါ့နော်ဒီမှာနောက်ဆုံးအပွင့်လေးကိုရင်ထက်မယ်အကုန်လုံးကျူးလေးတွေအကုန်ဆွဲထားရင်နော် คปีบีဆိုရင်နောက်ဆုံးတရွတ်เนาะနောက်ဆုံးအပွင့်ပြောတာနောက်ဆုံးအပွင့်လေးကိုလည်းထိုက်ချုပ်မယ် ထမ်းမှာအဲ့ဒါနောက်ဆုံးပေါ့နော်ဒီမှာအော်ဒါဆိုရင်ကျွန်တော်ရဲ့ tails carbon လေးရသွားပြီပေါ့နော်ဒီလိုမျိုးကုတ်ကွေးလေးဖြစ်ပါမယ်နော်ဒါလေးကသိမကွေးဆိုတာဒီမှာကျွန်မအများကြီးမချုပ်ထားလို့ပေါ့နော်နည်းနည်းအပေါ်ထိတက်ရမယ်အဲ့တော့အပေါ်လေးဒီနည်းနည်းလိုက်တက်လိုက်ပေါ့နော်သူကထောင်တဲ့အချိန်မှာထောင်ထောင်လေးဖြစ်ချင်တယ်ဆိုရင်ဒီချုပ်တဲ့နေရာမှာနည်းနည်းအပေါ်လေးတိုးပေးရတယ်ပေါ့နော် နော်ပေါ်တိုးလိုက်တော့တယ်လားထောင်ထောင်လေးဖြစ်သွားရင်နော်ကဲကိုကထောင်ချင်နေဆိုရင်အနောက်ကနေနည်းနည်းလေးချင်းစီလိုက်တိုးပေးလိုက်ဒါကတော့ချုပ်ပြီးမှပဲတီးတဲ့အနေထားမလို့ပေါ့နော်အဲ့တော့အခုဒီရောက်မှာပဲကျမတို့နည်းနည်းချင်းစီပေါ်လေးတွေကိုလိုက်ပြီးတူချုပ်ပေးလိုက်ပါဆိုတော့သူကဆွဲအားဆွဲလဲဆွဲလိုက်တယ်လို့ဖြစ်သွားပါတော့နောက်ကနေဂျိုးလေးတန်းနဲ့ သွားရင်ကျူးတွေကသွားရင်ကျတော့လေကျူးတွေကသွားရင်ဒီအောက်ကနေပဲဖြတ်သွားနော်ကျူးတိုင်းပေါ်နေလည်းမလောက်ဒါဆိုလည်းဒီနားလေးပေါ့နော်ဒီနားလေးမှာတို့ဖြီးကြည့်လိုက်မှပဲသူကတည်ရနော်တောင်းတောင်းတောင်းလေးဖြစ်နေဆိုလေအဲတောင်းလေးစီရအောင်သွားပြီးတော့မှချုပ်ပါနော်အဲတလည်းလေးနော်ဒါဆိုအញ្ញံလာသွားပြီ တယ်လားထောင်းထောင်းလေးဖြစ်သွားရင်နော်ထောင်းထောင်းလေးဖြစ်ပြီးကိုလည်းစိတ်ကြိုက်ပြီးရပြီဆိုရင်ကျွန်တော်တို့ဒီမှာလာပြီးတော့ဒီအက်ကလေးကိုထည့်ပြီးဒီကွင်းဒါချီနေသွားလို့ပေါ့နော်ကွင်းလေးကိုနောက်ပြန်ဆုပ်ထဲတယ်အခုထဲတယ်ကွင်းလေးကိုနောက်ပြန်ဆုပ်ထဲတယ်ပြီးတော့ဒီကျိုးလေးကိုဖြတ်လိုက်ပါဒါဆိုရင်ကျွန်တော်တို့ရဲ့ပန်းပွင့်လေးရပြီပေါ့နော်ဒီချိန်ထဲမှာပဲဒီအောက်ကကျိုးလေးတွေကိုချီပါမယ် နှိဆက်ဆုံးစုပြီးတတွဲချီလိုက်ပါနော်ဒါမှမမပြုတ်တော့မှာပေါ့ကုံလုံးလေးပါချီချီပြီးတော့ဆိုရင်ကျွန်တော်တို့ကြိုးဖြတ်လိုက်လို့ရပါပြီ။ပန်းပွင့်ပုံလေးရတယ်ဒီလိုလေးပေါ့နော်။ဒီဒီစကဝါပန်းပန်းရောင်လေးထောင်ထောင်လေးပေါ့ထောင်ထောင်လေးဖြစ်မယ်နော်။ ကဲလိုက်ထူချလိုက်ပါရှင်ဒါလေးကလေခေါင်းစည်းကျိုးတို့ကလစ်တို့အိတ်လေးတွေမှာပေါ့နော်အကုန်နေရာဆိုမှာတက်ပြီးတော့တုံးပြလို့ရတဲ့ပန်းပုံးလေးပါနော်